အေးစိမ့်နဲ့စောင်းနေခင်တခုမှစင်တော့အသက်17နှစ်အရွယ်အမရာဆိုတဲ့လူမဲအမျိုးသမီးကောင်မလီတယောက်ဟာကျောင်းကနေအင်ကိုလမ်းလျှောက်ပြန်လာနေခဲ့ပါရင်းပါလွားတဲ့သူ့ရဲ့အင်ဂျီလေးထဲမှာသူ့ကိုယ်သူတင်းတင်းကျပ်ဖက်ထားပြီးတော့သူ့ရဲ့အသက်ရှူထုတ်လိုက်တဲ့လေးဝေးဟာရေခဲလိုမျိုးအေးဆက်နေတဲ့လေထုထဲမှာအငွေ့ဝေးလိုပျောက်ကွယ်သွားပါရင်းရုတ်တရက်သူဟာစင်ခံကားပြီးမှသတိလိနေခဲ့တဲ့အသက်လက်ပိုင်းအရွယ်လူဖြူတယောက်ကိုတွေ့လိုက်ရပါရင်းတုံဆိုင်မနေတော့ဘဲနဲ့သူမကချက်ချင်းသူ့စီကိုပြေးသွားခဲ့ပါပြီးသူတင်ယူခဲ့ရတဲ့ ရှေးဦးသူနာပြုစုတဲ့နီးဝေအားလုံးကိုပြန်လည်အမန်းရနိုင်ခဲ့ပြီးတော့ပြန်လည်မမီးဖို့ကြိုးစားနေပဲတတိလေးနေတဲ့အမျိုးသားရဲ့အသက်ရှူမှုကိုစစ်ဆေးပြီးမှပဲရင်ဘတ်ကိုဖိနှိပ်ပေးပါရင်သူ့ရဲ့အလက်တေတီလေးဝေဟာသူ့ရဲ့ရင်ဘတ်အပေါ်ကိုခက်ခိုင်မမနဲ့ထက်ခါထက်ခါဖိနှိပ်ခဲ့တာပါခဏကြာမှတော့လူကြီးဟာလှုပ်ရှားလာခဲ့ပါရင်သူ့ရဲ့မျက်ခွန်းတွေဖွင့်လာခဲ့ပါပြီးအမရာကတက်တက်ရရတဲ့အသက်ပြင်းကိုချလိုက်ပါရင်အားနေနေခဲ့တဲ့အဲ့ဒီလူကြီးကသူ့ကိုကျေးဇူးတင်တဲ့မျက်လုံးဝင်နဲ့ကြည့်နေခဲ့ပါရင် မင်းငါကိုကဲတင်လိုက်တာလားဆိုပြီးသူကတိုးတိုးလေးမိပါရင်ဟုတ်ကဲ့ကျွန်မရှင်တတိလေးသွားတာကိုတွေ့တဲ့အတွက်ကူညီဖို့အတွက်စူးစမ်းခဲ့တာပါလို့အမရာကလည်းခေါင်းငိတ်ပြန်ပြောပါရင်လူကြီးကအားပြောတဲ့အပြုံးကိုပြောပါရင်ကျွန်တော်ကရီရှက်ပါဘီလန်နာရီရှက်ပါကျွန်တော်အသက်ရှူကျတဲ့ယောဂအပျော့စားတစ်ခုဖြစ်ပြီးတော့တတိလေးသွားတာပါမင်းသားမရှိဘူးဆိုရင်တော့ဘာဖြစ်သွားမှာလဲဆိုတာကိုမပြောနိုင်တော့ပါဘူးမင်းငါအသက်ကိုကဲတင်လိုက်တာပဲလို့သူကဆက်ပြောပါရင်အဲ့ဒီနောက်အမျိုးသားကပြောပါအောင်မင်းပါလို့ရှင်တယ် မင်းကိုတင့်တော်တဲ့ဆုလတ်တစ်ခုပြန်ပေးရှင်ပါတယ်လို့ပြောခဲ့ပါရီးဒါပေမဲ့အမရာကခေါင်းကိုခက်ခက်ရွံ့မှရမ်းခါပါရီးကျမဘာမှမလိုအပ်ပါဘူးကျမရဲ့မိဘဝေကကျမလိုအပ်တာအားလုံးပေးပြီးသားပါလို့ပြန်ပြောပါရီးရစ်ရှက်ဟာကောင်မလေးငယ်ရဲ့စုပ်ပြတ်နေခဲ့တဲ့အင်ဂျီဟောင်းနှံနေတဲ့ဖနက်ကိုကြည့်ပါရီးသူ့ရဲ့နှလုံးသားဟာနာကျင်သွားခဲ့ပါပြီသူကသူ့ရဲ့ဘန်ကတ်တစ်ခုကိုထုတ်ပြီးတော့သူ့ကိုပေးပါရီးဒါကိုယူထားပါမင်းပါပဲလိုအပ်လိုအပ်ငါ့ကိုဖုန်းဆက်ပါလို့ပြောပါရီးအမရာဟာခဏလောက်တုံ့ဆိုင်သွားပြီးမှပဲလက်ခံလိုက်ပါရီး ရရှယ်ကသူ့ကိုဂျေဆုတင်စကားပြောကြပြီးတော့သူမကခေါင်းကိုအနေငယ်ငုံကပြန်လဲလာခဲ့ပါလိမ့်ဒီတွေ့ဆုံမှုဟာသူ့ရဲ့ဘဝကိုထာဝရပြောင်းလဲသွားစေလိမ့်မယ်ဆိုတာသူမမတိထားပါဘူးမကြခင်မှာပဲအမရာတယောက်အိမ်ပြန်လာခဲ့ပြီးအိမ်ထဲကိုဝင်လိုက်တာနဲ့ပြက်သားတဲ့အတန်တစ်ခုကြောင့်သူမလန့်သွားခဲ့ပါလိမ့်အဲ့ဒီအတန်ကတော့ကောင်းမလီနေကလမ်းဘေးမှာတည်နေတာလားဒါမှမဟုတ်ဘာများဖြစ်နေတာလဲဆိုတဲ့အတန်ပါနေကဘာကြောင့်များအခုမှပဲပြန်လာရတာလဲ ။သပင်ရှုပ်ပွားနေကြတဲ့အလေအလတ်အရွယ်လူဖြူအမျိုးသမီးတစ်ယောက်ကသူ့ကိုစိုက်ကြည့်နေခဲ့ပါရင်အဲ့ဒီချင်းအမရာကလည်းကျမလမ်းဘေးမှာတတိလင်းနေတဲ့လူတယောက်ကိုကူညီလိုက်တဲ့အတွက်နောက်ကျသွားခဲ့ရတာပါဆိုပြီးတူတူလေးပြန်လေဖြေကြပါရင်သူ့ရဲ့အရှိမရက်နေခဲ့တာကတော့သူ့ကိုမွေးစားထားတဲ့မိဘဝေဖြစ်တဲ့မိဘနဲ့လူကန်တို့ပဲဖြစ်ပါရင်လွန်ခဲ့တဲ့နေ့အတော်အကြာတုန်းကသူ့ရဲ့မိဘအရင်းတွေဟာဆိုးရွားတဲ့မတော်ဆမှုတစ်ခုမှတိတ်ဆုံးပြည့်နောက်သူတို့ကသူ့ကိုခိုယူထားခဲ့တာပါ လူပိုင်းကသူမကိုကန့်ကောင်းတယ်လို့ပဲထင်ကြပါရီသူမမိဘတွေရဲ့အရင်နှီးဆုံးတင်ရရှင်တွေကသူမကိုမွေးစားခဲ့တာကြောင့်ဖြစ်ပါရီသူမချစ်ခင်ခံရလိမ့်မယ်လို့ထင်ထားခဲ့ပေမဲ့သူတို့ဟာသူမကိုဘယ်တော့မှချစ်ခင်ကျင်နာမှုမပေးခဲ့ပါဘူးမိဘကနှာခေါင်းရှုတ်လိုက်ပါရီလူတယောက်ကိုကူညီတယ်ဟုတ်လားနှစ်လိုမျိုးအယူမှလူမဲမင်းကလေးကလူတယောက်ကိုကူညီတယ်ဟုတ်လားဆိုပြီးထပ်ပြောနေခဲ့ပါရီနင်ကဘာဝင်များကူညီနိုင်ခဲ့လို့လဲဆိုပြီးဆက်ပြောနေခဲ့တာပါ အမရာကတော့စိတ်တူနေတာကိုမျိုးသိထားလိုက်ပြီးဘန်ကတခုကိုထုတ်ပါရီဒါကအမှန်ပါပဲသူကဘီလီယနာရေရှယ်လို့တော့ပြောပါရီကျမကဘာပဲလိုအပ်လိုအပ်သူ့ကိုဖုန်းဆက်လို့ရတယ်လို့သူကတော့ပြောပါရီဒါပေမဲ့ကျမကတော့ဘာမှကိုမတောင်းခဲ့ပါဘူးလို့အမရာကပြန်ပြောပါရီမိဘဟာကတ်ကိုဆွဲယူလိုက်ပြီးတော့နာမည်ကိုမြင်တဲ့အခါမှာမျက်လုံးတွေပြူးသွားခဲ့ပါရီ ပြီးတော့သူဟာကတ်ကိုပြန်ဆွဲယူပြီးနင်ကအယူမလေးပဲနင်အနေနဲ့အိမ်တလုံးကားတစ်စီးတောင်းလို့ရရဲ့သားနဲ့ဘာတပြားတစ်ချက်မှမယူခဲ့ဘူးဟုတ်လားဆိုပြီးပြောလိုက်ပါရီအဲ့ဒီနေ့ကစပြီးတော့မိဘနဲ့လိုကန်တို့ဟာအမရရဲ့နာမည်ကိုအသုံးပြုပြီး Richard C ကနေပိုက်ဆံတွေကိုငှဲ့ယူဖို့အတွက်မကြာခဏဖုန်းဆက်နေတော့ပါရီပထမတော့သူဘာမှတန်တရားမဝင်ခဲ့ပါဘူးအမရပိုက်ဆံတောင်းစီရမလို့အောင်သူကအမရ C ကို Black Cat တစ်ခုတော့မှပို့ပြီးခဲ့ဒီပါရီ ဒါပေမဲ့အဲ့ဒီကတ်ကသူမရက်လက်ထဲပဲတော့မှကိုမရောက်ခဲ့ပါဘူး။မိဘနဲ့လိုကန်တို့ကတော့နှောင်ရီးကိုမတွေးဘဲနဲ့စိန်ကြကြသုံးဖြုံးနေခဲ့ပြီးချမ်းသာစွာနဲ့နေထိုင်ခဲ့ကြပါရီ။တစ်ဖက်မှာတော့အမရာဟာလစ်လူရှုခံရဆဲပဲဖြစ်ပြီးတော့ဘိုက်စာနေတုံအေးနေတုံဘာမှအသုံးဝင်တဲ့လူတယောက်လိုမျိုးဆက်ဆံခံရဆဲပဲဖြစ်ပါရီ။တနေ့မှာတော့မိဘနဲ့လိုကန်တို့ဟာခန်းနာတဲ့ဇားတောက်ဆိုင်တစ်ခုကိုတွားခဲ့ကြပါရီသူတို့ဟာအဲ့ဒီနေရာကိုပိုင်ဆိုင်ထားတဲ့လူတွေလိုမျိုးမောက်မစွာနဲ့ဝင်သွားခဲ့ပြီးတော့အဲ့ဒီမှာအချမ်းသာဆုံးလူတွေလိုမျိုးဟန်ဆောင်နေကြပါရီ ဒီလိုမျိုးညစာစာနေလို့မှပဲမိဘကခုမဆိုင်ပဲနဲ့သူမရဲ့ဝိုင်ကိုတတက်ရရဝတ်ဆင်ထားတဲ့လူဖြူတယောက်ရဲ့အင်ကြီးအပေါ်မှာဖိတ်လိုက်ပါရင်ဒါကြောင့်အဲ့ဒီလူကကျွန်တော်ရဲ့အင်ကြီးဖိုးကိုပြန်ပေးပါလို့တင်ငိစွာနဲ့သူ့ကိုပြောလိုက်ပါရင်မိဘနဲ့လိုကန်တို့ကတော့နှကောင်းရှုံပါရင်ငါတို့ကဘယ်တူရလဲဆိုကိုနင်းတိရလားဆိုပြီးမိဘဟာမထီးမြက်မြက်နဲ့ပြုံးကမေးလိုက်ပါရင်ဒီမျိုးမှာအချမ်းသာဆုံးလူကငါတို့ကိုကြွေးတင်နေတာငါတို့ကိုထိရရင်ထိကြည့်ရစ်ရှက်ကနစ်လိုမျိုးလူကိုလွတ်ပေးမှာမဟုတ်ဘူးဆိုပြီးတော့မောက်မာတဲ့စုံသွဲကအဲ့ဒီလူကိုပြန်ပြောပါရင် ဒီမြင်ကွင်းကြောင့်ဆူငံသွားခဲ့ပေမဲ့ဝိုင်းပေသွားခဲ့တဲ့လူကြီးကတော့ဆက်ဆုပ်ယွန်ရှာစွာနဲ့ပဲလဲထွက်သွားခဲ့ပါရင်မိဘနဲ့လိုကန်တို့အတွက်ကံမကောင်းစွာနဲ့ပဲအဲ့ဒီစားတောက်ဆိုင်ပိုင်ရှင်ကရစ်ရှက်ရဲ့တငယ်ချင်းဖြစ်နေခဲ့တာပါအဲ့ဒီညနောက်ပိုင်းမှာဆိုရင်ပိုင်ရှင်ကရစ်ရှက်ကိုဖုံးဆက်ပြီးအကြောင်းဆုံးပြောပြလိုက်ပါရင်ရရှာဟာကြက်တီတီသွားခဲ့ပါရင်ဟုတ်လားဆိုပြီးသူ့ရဲ့အတန်ကအေးဆက်သွားခဲ့ပါပြီအဲ့ဒီလိုစိတ်နှလုံးကောင်းရှိတဲ့ကောင်းမလေးကဒီလိုဖြစ်သွားလိမ့်မယ်လို့ငါမယုံနိုင်ဘူး ူဒီလောက်တော့မှလောဘကြီးနေပြီဆိုရင်တော့အွယ်ရောက်လာပြီဆိုရင်ဘယ်လောက်တော့ဖြစ်သွားမလဲဆိုတော့စဉ်းစားကြည့်ဆိုပြီးရစ်ရှဲရဲ့တငယ်ချင်းကဆက်ပြောခဲ့ပါတယ်စိတ်ပြတ်သွားခဲ့တဲ့ရစ်ရှဲကလည်း black card ကိုချက်ချင်းပဲပေးပြလိုက်ပါတယ်သူလှုပ်ပေးခဲ့တာဝေးဒါနဲ့တင်လုံလောက်ပြီလို့တွေးလိုက်ပါတယ်မိပါနဲ့လိုကန်တို့ပိုက်ဆံတုံးလို့မရတော့ဘူးဆိုတော့သတိထားမိဖို့အတွက်အချင်းအကြကြီးမဆောင်လိုက်ရပါဘူး ဒရော့ထွက်ပြီးတော့သူတို့ကအမရကို Richard C ဖုန်းပြန်ခေါ်ခိုင်းခဲ့ပါရင်သူမမခေါ်ဘူးဆိုတော့သူတို့အနေနဲ့ရန်ထဲမှာကိုတိနေတဲ့အတွက်ဖုန်းတစ်ပတ်ကိုတုံလုံးနေတဲ့လက်တွေနဲ့နှိပ်လိုက်ရပါရင်ဒါပေမဲ့ Richard ကဘယ်တော့မှမကင်တော့ပါဘူးစိတ်ပြက်လက်ပြက်နေပဲသူမကအတန် message တစ်ခုကိုပဲခြံထားခဲ့ရပါရင် ကျေးဇူးပြုပြီးတော့ကျမကိုကူညီပါဆိုရအတန်ဖိုင်ပါဒါပေမဲ့ဒီအတန်ဖိုင်ကတချိန်ကျရင်ဘာဖြစ်လာမှလဲဆိုတာသူမမတိထားခဲ့ပါဘူးမက်ဆေ့ပို့ပြရနဲ့မိဘနဲ့လိုကန်တို့ဟာဒရထွက်ပောက်ခွဲခဲ့ပါရင်သူတို့ကသူမကိုရိုက်ပြီးတော့ပြစ်စည်းသူလောင်ခန်းထဲမှာလောင်ပိတ်ထားလိုက်ပါရင်ပြီးတော့ဘယ်တော့ပြန်လွတ်မလဲဆိုတာကိုမပြောပါဘူးမောင်မဲနေခဲ့တဲ့တူလောင်ခန်းထဲမှာကြွက်တဲ့အရိတ်သေးကနေတရွေ့ထွက်လာတာကိုမြင်တော့အမရဟာအနောက်ကွန်တဗီရှင်စုတ်သွားခဲ့ပါရင် စွတ်စွတ်ပြီးအနံ့ဆိုရင်လည်းရောနှောနေကြတဲ့စောင်းရဲ့အေးစိတ်မှုကသူမကိုတုံရင်စေပါရီသူမတကားကိုတရတုံထုပြီးတော့အကူအညီတောင်းပါရီအပြင်ကနေရဲတန်းတွေပဲကြားရပါရီမတူမခုမဆိုင်ပါဘူးမျက်ရည်ဝေကသူမရဲ့မျက်လုံးလေးကိုပူလောင်စေပါရီသူမမျက်ရည်ဝေကိုတုတ်လိုက်ပြီးတော့ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါရီသူမဒီနေရာမှာဆက်နေလို့မဖြစ်ပါဘူး သူမထွက်ပြေးရမှာဖြစ်ပါရင်မောင်မဲနေတဲ့အထဲမှာလက်နဲ့စန်းတော်ဝါနဲ့အပြင်ကိုထွက်ဖို့အတွက်လမ်းကြောင်းကိုရှာဖွေရပါရင်သူမကလန့်ပြီးတော့အနောက်ကိုဆုတ်လိုက်တာနဲ့ပစ္စည်းဟောင်းနဲ့စုပုံထားတဲ့အရာတစ်ခုကိုတိုက်မိသွားခဲ့ပါရင်အဲ့ဒါကအမိဘောကိုပြုတ်ကျပြီးတော့အဲ့ဒီနောက်မှာသူမတွေ့လေရပါရင်လိုအပ်တစ်ခါတစ်ခုပါသူမရဲ့လက်တွေတုံရင်နေခဲ့ပြီမဲ့သူမကလက်ကိုစန်းထုတ်ပြီးတော့ဆွဲဖွေလိုက်ပါရင်ချင်းမြောင်ပြီးမောင်မဲနေတဲ့လမ်းကြောင်းတစ်ခုကအရှိကိုရှေ့ဆက်သွားနေခဲ့ပါရင်အဲ့ဒီနောက်သူမကတက်ပြင်းရှည်ကြီးကိုချပြီးဝင်လာပါရင်အဲ့ဒီအချိန်အပြင်မှာရှိနေခဲ့တဲ့ သူမရဲ့မွေးစားမိဘတွေရဲ့အတန်တွေကလည်းတဖြည်းဖြည်းချင်းကျေလာခဲ့ပါရည်။သူတို့ပြောနေခဲ့တာကိုအမရာကကြားနေရပါရည်။ငါအဲ့ဒီအသားမဲမလေးကိုသူ့ရဲ့မိဘတွေနဲ့သူအဲ့ဒီတုန်းကတတ်လိုက်တင်တာပါဆိုပြီးမိဘရဲ့အတန်ကိုသူမထိတ်လန့်စွာနဲ့ကြားလိုက်ရပါရည်။အမရာဟာစက်တီတီသွားခဲ့ပြီးတော့နှလုံးခုန်တန်နေဆူညံသွားခဲ့ပါရည်။အဲ့ဒီနော်သူမဆက်ကြခဲ့တဲ့စကားဝေကတော့ငါနစ်ကိုပြောတာပဲအဲ့ဒီတော့ကအလုတ်ကိုပြီးအောင်လုတ်ခဲ့မယ်ဆိုရင် အခုလိုမျိုးရှုပ်ထွေးနေစရာမလိုဘူးဆိုပြီးမိဘကတိုးတိုးလေးဆက်ပြောပါရင် ဒါပေမဲ့နင်ကအသက်18နှစ်ပြည့်တဲ့အထိသူ့ကိုအရှင်ထားပြီးတော့အရာအလုံးငါတို့စီလွဲပြောင်းဖို့အတွက်ပြောခဲ့တာလေးဆိုပြီးလိုကန်က"သူမကိုတူတူလေးပြန်ပြောနေခဲ့ပါရီ"အဲ့ဒီနောက်မိဘကနှာခေါင်းရှုံလိုက်ပြီးတော့နင်ကအယူပဲဇွဲစက်တန်းတွေကိုအတုလှုပ်လို့ရရဲ့သားနဲလို့ပြန်ပြောခဲ့ပါရီဘတူကများစစ်ဆေးမှလည်း ပြီးတော့အခုဆိုရင်ဘီလီယံနာရဲ့ပိုက်ဆံနေဆိုတော့ငါတို့အနေနဲ့စောင့်စီရတော့မလိုတော့ဘူးသူ့ကိုရှင်းလိုက်ရအောင်ပါဆိုပြီးဆက်ပြောနေကြပါရင်ဒီစကားဝေကိုကြားလိုက်ရတဲ့အမရွာကအေးဆက်တောက်တင်းသွားပါရင်သူတို့ဟာသူမရဲ့မိဘဝေကိုတိုက်ခဲ့တဲ့လူတွေပါအမှန်တကယ်တော့သူ့မိဘဝေကမတော်ဆမှုဖြစ်ပြီးဆုံးသွားတာမဟုတ်ပါဘူးလူတက်မှုပဲဖြစ်ပါရင်နေပေါင်းများစွာသူမဟာသူတို့ရဲ့လူတက်သမားနဲ့တအိမ်ထဲမှာအတူနေထိုင်ခဲ့ရပါရင်သူတို့ကသူမကိုကျင်နာတဲ့အတွက်ခေါ်ထားခဲ့တာမဟုတ်ပါဘူးသူတို့ဟာသူမရဲ့မိသားစုပိုင်ဆိုင်မှုအကိုပဲလိုရှင်နေခဲ့တာပါ ပြီးတော့အခုဆိုရင် rich ရောက်ပိုက်ဆံနေဆိုတော့သူတို့ကသူမကိုဖယ်ရှားဖို့အတွက်အဆင်သင့်ဖြစ်နေကြပါပြီ။သူမရဲ့အသက်ရှင်နှုန်းတွေမြန်လာခဲ့ပါပြီ။ဒါကြောင့်သူမကအနောက်ကိုတပိပိရှင်စုတ်လိုက်ပါပြီ။ရုတ်တရက်ပဲအတန်တစ်ခုထွက်သွားခဲ့ပြီးတော့သူမရဲ့ခြေထောက်အောက်ကတစ်သားအကွဲတန်ထွက်လာခဲ့တာပါ။အဲ့ဒီအချိန်မိဘကကြားသွားခဲ့ပြီးတော့ဘယ်တူလဲလို့မေးလိုက်ပါပြီ။အမရာကလည်း လဲ့ပြေးခဲ့ရပါပြီ။သူမရဲ့နှလုံးသားဟာပြင်းထန်စွာခုန်နေခဲ့ပေမဲ့မိအောင်ကသူမကိုဖမ်းမိသွားပါရင်သူတို့ရဲ့မျက်လုံးတွေကစုံသွားကြပါပြီ။မိဘရဲ့မျက်နှာဟာရောဂါကြောင့်ရုပ်ပြက်ဆင်းပြက်ဖြစ်သွားပါရင်အဲ့ဒီအယူမကသူ့လောင်ခန်းကနေဒီနေရာကိုထွက်လာနိုင်တာပဲ။သူ့အားလုံးကြားသွားပြီးသူတင်မှပဲရတော့မယ်ဆိုပြီးမိဘကတဟုန်ထိုးနဲ့သူမစီကိုပြေးဝင်လာခဲ့ပါရင်အမရာကလဲ့ပြီးသူ့လောင်ခန်းစီကိုပြန်ပြေးပါရင် ူမလိုအပ်တကားကိုတွန်းပိတ်ပြီးတော့သူတို့ရဲ့လမ်းကိုပိတ်ဖို့အတွက်ကြိုးစားပေမဲ့နောက်ကျသွားခဲ့ပါပြီမိဘနဲ့လိုကန်တို့ကသူမရဲ့အနောက်မှာကပ်ပါလာခဲ့ပါပြီနင်ဒီနီယာကနေဘယ်တော့မှထွက်သွားလို့မရဘူးလို့မိဘကအော်ဟစ်ပါပြီငါတို့ရဲ့လိုအပ်ချက်ကနင်းနဲ့အတူတည်သွားရမယ်လို့ဆက်ပြောပါပြီအမရဟာတူလောင်ခန်းတကားကိုတတတုံထုပြီးတော့အော်ဟစ်ပါပြီအတန်ကငန်းနဲ့ထဲမှာပိတ်တင်ထပ်နေခဲ့ပါပြီအဲ့ဒီအချိန်အပြင်ဖက်ကနေအားကြီးတဲ့အင်အားတစ်ခုနဲ့တကားပွင့်ထွက်လာခဲ့ပါပြီအလင်းရောင်တွေဝင်လာတာကြောင့်အမရမျက်စိစူးသွားခဲ့ပါပြီ သူမအမျက်လုံးအသားကျသွားတဲ့ခါမှာသူတို့ကိုမြင်လိုက်ရပါပြီရုရှားရဲ့ကိုရန်တော်တွေပါပြီးတော့သူတို့ရဲ့အနောက်မှာဆိုရင်သူမကဲတင်ခဲ့တဲ့ဘီလန်နာကိုရန်ရက်နေခဲ့ပါပြီသူရဲ့မျက်နှာဟာရောအကြောင်းတင်းမာနေခဲ့ပါပြီမင်းရဲ့မက်ဆေ့ရလိုက်တဲ့အတွက်စိတ်ထဲမှာမကောင်းဘူးလို့ခံစားခဲ့ရပါတယ် ဒါပေမဲ့ဒီလောက်အထိစိုးစိုးရွာဖြစ်နေလိမ့်မယ်လို့မထင်ထားခဲ့ဘူးဆိုပြီးဘီလန်နာတထေးကြီးကဆက်ပြောခဲ့ပါတယ်သူ့ရဲ့ကိုရန်တော်ဝေကလင်းမြန်စွာလှုပ်ရှားခဲ့ပါတယ်မိဘနဲ့လိုကန်တို့ဟာပြန်လဲခုခံပြီးအော်ဟစ်ကြပေမဲ့အရာမထင်တော့ပါဘူးသူတို့ရဲ့လိုအပ်ချက်ကလည်းပို့သွားခဲ့ပြီးတော့မကြခင်ရဲဝေကလည်းရောက်လာပါတယ်သူတို့ရဲ့ရာဆုံးမှုရဲ့တက်တေဝေပို့သွားခဲ့ပါပြီကလေးတငယ်ငင်းပန်းမှုတင်မကပါဘူးလူတက်မှုပါပခဲ့တာပါသူတို့ကအမရရဲ့မိဘအရင်းတွေကိုတည်ဆုံးဖို့အတွက်တမင်တကာကြံစီခဲ့ကြတာဖြစ်ပါတယ် တရားခွင်ကလင်းမြန်စွာနဲ့ဆခဲ့ပါရင်ပြည်တန်ဟာတည်တန်ပါအမရာကအနောက်ဆုံးတော့လွတ်မြောက်သွားခဲ့ပါရင်ရစ်ရှယ်ဟာသူမကိုမွေးစားခဲ့ပြီးသူမမတိခဲ့တဲ့ချစ်ချင်မေတ္တာနဲ့ခူဆိုင်မှုကိုပေးခဲ့ပါရင်ဒီလိုနဲ့နေ့တွေကုန်လွန်သွားခဲ့ပြီးတော့တချိန်ကမောင်မိုက်ထဲမှာပိတ်မိနေခဲ့တဲ့ကောင်းမလေးတယောက်ဟာကြီးပြင်းလာခဲ့ပါရင်အမရာဟာအသက်ကဲ့တင်တဲ့ဘဲကိုတွားရမှမတိတဲ့လူတွေကိုကူညီတဲ့စေတနာရှင်ဆရာဝန်တယောက်ဖြစ်လာခဲ့ပါရင်သူမဟာအမုံတရားကိုဘယ်တူကမှလွမ်းမခွင့်မပေးခဲ့ပါဘူး ဲ့ဒီအစားသူမရဲ့နာကျင်မှုကိုအလင်းအဖြစ်ပြောင်းလဲလိုက်ပြီးတော့သူမလိုမျိုးပဲဒူးမှမခံစားရအောင်လှုံ့ဆော်ခဲ့ပါလေဘဝကမကြကနာမတရားပဲနဲ့ဒုက္ခဝင်နဲ့ပြင်းနဲ့နေတတ်ပေမဲ့လည်းစိတ်ထားဖြူစင်တဲ့လူတွေဟာဘယ်လိုအခြေအနေမျိုးမှမစိုးထွန်းလင်းတောက်ပနေမှာပဲဖြစ်ပါလေအမရာကရက်စက်မှုကိုကြုံရပေမဲ့လည်းသူမရဲ့ကျင်နာမှုနဲ့တမာတိကိုဆက်လက်ထိန်းသိမ်းထားခဲ့ပါလေဒီဆက်လန်ကတော့လောဘဟာလူတွေကိုမောင်မဲ့တဲ့လမ်းကြောင်းစီပို့ဆောင်ပေမဲ့စာနာထောက်ထားမှုကတော့ငါတို့ကိုလမ်းပြမဲ့အလင်းရောင်ဖြစ်တယ်ဆိုတာတတိပေးနေတာပဲဖြစ်ပါလေ ဘလောက်ပဲခက်ခဲတဲ့အခက်အခဲတွေကိုကြုံတွေ့နေပါစေကျွန်တော်တို့အနေနဲ့ကျင်နာမှုတွေကိုစုပ်ကင်ထားရမှာပါ။ဘာကြောင့်လဲဆိုတော့နောက်ဆုံးမှာကျွန်တော်တို့ကိုပျော်ရွှင်မှုစီအမှန်တကယ်ပို့ဆောင်ပေးမယ့်အရာဖြစ်နေလို့ပဲဖြစ်ပါရည်။ကြီးစုပြပရိသတ်များအားလုံးကျေးဇူးအထူးတင်ရှိပါခင်ဗျာ။